နိုင်ငံအတွက်တကယ်လိုအပ်လာတဲ့အချိန်မှာတာသာတော်တရှင်းဘူးတကယ်ကိုအင်းနဲ့အားနဲ့ပေါ့ဓမ္မပိုင်းဆိုင်ရာပုဂ္ဂိုလ်ပိုင်းဆိုင်ရာလုပ်တယ်မို့လဲရှိခဲ့မှုပါတယ်အဲ့ဒါတော့တကယ်လိုအပ်မဲ့အချိန်ကြမှာလုံးမဖြစ်ပါဘူးကျန်တဲ့အချိန်မှာတော့ဖြင့်တမနာတရုဘမဖြစ်တာဒီခုနယဟန်တော်လူရဲ့အဓိကတာဝန်ပေါ့ဒုရနှစ်ပါးရှိပါတယ်ကန္တဒုရစာပေ သင်အံကြက်မှတ်ခြင်းသင်ကြားပူဇော်ခြင်းဝိပဿနာဒုရသမထဝိပဿနာတရားပညာအထုခြင်းပွားများခြင်းတရားပြခြင်းတရားဟောခြင်းဒါပဲဖြစ်ပါလေဒီနှစ်ခုကလွယ်ပြီးမှကျန်တဲ့အရေးအရာကိစ္စတွေတော့မဆိုလို့ရှိရင်တော့ဒါရခိုင်ရဲ့အလို့မဟုတ်ပါဘူးဒါမှမဟုတ်ပေါ့လေဒီလိုလုံနေကြတယ်ကိုတန်ခါအဖွဲ့အစည်းစဉ်းစားတယ်ပြီးမှမှတ်တမ်းတင်ပြီးတော့ထားရှိပါတယ်နိုင်ငံအတွက်တိုင်းပြည်အတွက်တကယ်လို့အလားတကာမှာတော့ တာသမတ်ရှင်းဟူအင်းမဲအာနေဂျပန်လှူသွားဖို့အစီအမံရှိတယ်လို့ပြောပါတယ်ကုတော့ပုံမှန်မဲဆောင်းနေဖြစ်ပါတယ်ယဟန်တန်ခါများတွေ့ကြတော့ထောက်ဝရှိစေပြည်နယ်မှာကျင်းပခဲ့တဲ့ဂိုင်းမောင်းဆောင်တန်ခါညီလာခံကြီးကချမှတ်ချက်ရှိပါတယ်အဲ့ချမှတ်ချက်ကတော့ခုနပြည်တော်စုမြန်မာနိုင်ငံတော်မှာလက်ရှိတန်ခါဂိုင်းကြီးကိုခိုင်းကလွဲလို့ရှိတယ် နောက်ထပ်ဂိုင်းအသစ်အဖွဲ့စည်းအသစ်ထမှန်တိုးချက်ထူထောင်ရင်းမပြုတ်ရဘူးလို့အဒီလင်းပြတ်တန်းထားပါတယ်အဲ့တော့ခုနပေါ့လေဒီဒါနဲ့ပတ်သက်ပြီးတော့မလဲတန်ခါညီတကကြီးရဲ့စီဝေးဆုံးမချက်များကိုခုနတဲ့ပေါ့လေခုနတန်ခါအဖွဲ့စည်းလက်ဆွဲဟလာစီပင်ဥပဒေ နှုတ်များမှာလည်းတီးလင်းပြတ်သန်းထားပါတယ်။ဒါကြောင့်မလို့ဘုရားပေါ်လေပြန်ကြည့်တဲ့ခါမှာမဘာတာသည်ယဟန်တန်ဃာတော်များနဲ့လူမှုအမြာပေါင်းဆက်ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်လို့မလို့လူဥပဒေရတော့နော်ဒါဒီတရားဝင်တယ်လို့ပြောလို့ရပါတယ်ယဟန်ဥပဒေရဆိုတော့တရားဝင်တဲ့ဖွဲ့စည်းလို့ပြောလို့မရပါဘူးဒါကြောင့်မလို့တကယ်တော့တန်ခါမန္တကနေပြီးမှ ဘာဘာဒတ်တရားမွန်ရဲ့အဖွဲ့အစည်းဖြစ်နေသူတို့တညီတူတူဆုံးဖြတ်ကြီးညာခဲ့တာဖြစ်ပါလေဘာဘာဒတ်ကာနေပြီးပါပါလေစင်မောထားတဲ့အဖွဲ့အစည်းမှာဆက်လက်ဖွဲ့စည်းမယ်ဆိုလို့ရှိရင်လည်းသူတို့လည်းခုနပေါ့ရဟန်းဥပဒေရဒီစွဲဒီစဲပေါ့လေနော်တန်ခါစီမင်းဥပဒေများကြီးရတရားဝင်အဖွဲ့အစည်းဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုပြောကြလို့ပါလေ မန္တလေးနဲ့ဖမ်းမှာခုနကပေါ့လေဟုတ်လားညင်းဆန်နေတာရှိပါလေခေအဆက်ဆက်နဲ့ပြန်ကြည့်မယ်ဆိုရင်နိုင်ငံတော်ငါမန္တကဖွဲ့တယ်တန်ငါဖွဲ့စည်းစင်းတဲ့ငါတပြီးမှချက်မှတ်ပြတ်ထန်လိုက်တဲ့ဆုံးဖြတ်ချက်အမိတ်ညွန်ကြားချက်ညွန်ကြားလွှာတွေကိုသူဒေသလိုက်တဆယ်မျိုးနဲ့အုတ်ချွေဖွဲ့စည်းတယ်ပြည်တဲ့အုတ်ချွေဖွဲ့စည်းတယ်တပြီးမှအကောင့်ထေဖို့လာရှိပါတယ် ဲ့လိုဖော်တဲ့နေရာမှာတခါတည်းရန်ပေါ့လေအကောင့်တွေပေါ်ခြင်းအဖြစ်ရလာမဲ့အကျိုးတရားတဲ့ဖြစ်ပေါ်လာနေတဲ့အပြစ်တရားကပိုကြီးမားမယ်ဆိုရင်အဲ့ဒီကောင့်တွေဖော်မှုကိုဆိုင်ငံ့ထားပါလေဆိုင်ငံ့ထားရပါလေအကောင့်တွေပေါ်ခြင်းအဖြစ်တန်ခါဖွဲ့စည်းအတွင်းမှာလေမလူလားအပ်တဲ့ ခိုင်းကနာတွေပွေပြသွားနိုင်တယ်ဒီတန်ဃာတွေကိုွက်တဲ့ဒီပုဂ္ဂိုလ်တခါတကမတွေပိုင်မှာလဲပွေပြသွားနိုင်တယ်ရပ်ပါအေဂျင့်တိုင်းနဲ့တယောက်ပြီးစုံမှုကြီးလဲထိခိုက်ပြက်ပြားနိုင်တယ်ဆိုရင်အဲ့ဒီအကောင့်ထဲဖို့ဖို့မှုကိုအချင်းကလာတကူတီဆိုင်ငံထားပါလေအဲ့လိုဆိုင်ငံထားတဲ့ဟုတ်လားခုနကပေါ့အမှုဖြစ်စင်နေရာပေါင်းများစွာနိုင်ငံတော်မှာကတိရှိနေပါလေခုနက နိုင်ငံတကာမှာကအဖွဲ့အစည်းဆိုတာပြည်ထောင်စုလူ့ရေး80%ကျော်ကိုးကွယ်တဲ့လူများစုကိုးကွယ်တဲ့ဗုဒ္ဓဘာသာရဲ့ဥဆောင်ပွဲစည်းဖြစ်ပါတယ်။ယဟန်တမဏိပေါင်း9သိန်းကျော်ကနေပြီးမှဒီမိုကရေစီတည်ကြ1980ပြည့်နှစ်ကလေးကသနမင်းရဲ့ရွေးချယ်ပြောက်ထားတဲ့ဖွဲ့စည်းဖြစ်ပါတယ်။တတိယပြည့်နိုင်ငံတကာမှာကဖွဲ့သည်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဘာသာရေးရဥဆောင်တဲ့ဖွဲ့စည်းဖြစ်တယ်လို့ပဲလူမှုရေးရတဲ့ဥဆောင်တဲ့ဖွဲ့စည်းဖြစ်တယ်လို့ဆိုနိုင်တယ်ဒီဖွဲ့စည်းကြီးကနိုင်ငံသားအများစုကိုပူဇော်ပြုထားတာဖြစ်လို့မလို့ဒီဖွဲ့စည်းရဲ့ဆုံးမချက်တွေကိုတက်ဆိုင်ရာကိုအုပ်ချုပ်ရေးဖွဲ့စည်းတွေကမပြတ်မကွက်ဖော်ဆောင်ပေးဖို့တာဝန်ရှိတယ်ဖော်ဆောင်ပေးဖို့ခုနဆိုင်ငံထားနဲ့မဆိုင်ဘူးနော်ဖော်ဆောင်ပေးဖို့ပြောက်ကွယ်ဆုံးရှိရင်ဒါသူတို့ဒီ ်တမိုင်းမှာတာဝန်ရှိသူပဲဖြစ်တဲ့မှတ်တမ်းတည်ရင်ခိုင်းမှာဖြစ်တယ်ဆိုတော့လေပြောကြားလိုပါတယ်နိုင်ငံတော်တန်ခါမန္တကဖွဲ့စည်းကဆုံးဖြတ်လိုက်တဲ့ဆုံးမချက်တွေကိုနိုင်ငံတော်အစိုးရကနေပြီးမှကောင်းတယ်ဖို့ရပါတယ်နိုင်ငံတော်အစိုးရကနေပြီးမှညွန်ညွတ်တဲ့ချက်တွေကိုသက်ဆိုင်ဌာနဖွဲ့စည်းတွေကတောင်းဖော်ဆောင်ရပါတယ်ဖော်ဆောင်ရန်ပြုတ်ကွက်မယ်ဆိုလို့ရှိရင်တော့ဒါ မနေ့ဖန်လို့ခေါ်တယ်နောင်မှာတမိုင်းဒီအခမ်းအနားဖြစ်သွားမယ်ဆိုတာကိုပြောချင်ပါလေ။နေမတကမနကအခွေကြီးကကိုတင်တော်ဆူရကကိုအဲ့ဒီဆဲမော်ဒီနှစ်ခုသုံးကိုတင်းဖြူချခြင်းအဖြစ်ပို့လေခုနဟိုဘာသာရေးလူမျိုးရေးပဋိပက္ခဖြစ်လာမှာဒီဘယ်လိုလဲပေါ့ဘူး။ဘယ်လိုလဲဘူးဒါကိုသူတို့တာဝန်ရှိသူတွေကတာဝန်သိတဲ့ဖြုတ်ချတဲ့အခြေအနေမျိုးဖြစ်လာအောင် ညှိနှိမ့်မှာပါအခြေအနေဆောင်ရွက်မှာဖြစ်ပါတယ်အဲ့ဒီဆိုင်းဘုတ်ကလေးနှစ်ခုရှိလို့လေဘာဘာတိုင်ဖွေကြီးကပြန်လဲရှင်းမှလာမှာမဟုတ်ဘူးလို့ဖြေကြလို့ပါ